အတန်ကြောင့်ဖားသေးဆိုသလိုအာစတန်လိုဂိုမြင်တာနဲ့ဘာမှမလုပ်တတ်တော့တဲ့ရီရဲ့ပြည်သမားလိုပဲမင်္ဂလာပါခင်ဗျာကျော်ရဲရှိုးစပေါ့နျူးစ်ကနေပြန်လည်ကြိုးဆိုပါရယ်ရီယယ်မာဒရစ်အသင်းကတော့ဂန်နာရီရဲ့အမှတ်တရကိုမြင်တာနဲ့ဒေါ်လေးကိုချိန်နေခဲ့ကြသလိုဖြစ်နေခဲ့ပြီးဘာမှမလုပ်တတ်တော့တဲ့ချိန်တွေကိုရောက်နေခဲ့ကြတာပါပြီးခဲ့ညလည်းစပိန်ကိုပါဒယ်ရီဖလားဘိုလူဝဲဖေးကစားခဲ့တဲ့ဘာစလိုနာအသင်းရဲ့ပွဲစဉ်မှာပြိုင်ပွဲဘာစလိုနာပြိုင်သက်တွေကအာစတန်အသင်းလိုဂိုချိန်ဆွဲပြီးတော့ရီယယ်မာဒရစ်အသင်းကိုချိန်ချောင်းမှုတွေပြုလုပ်သွားခဲ့တာပါတကယ်တော့ရီယယ်မာဒရစ်အသင်းကအာစတန်အသင်းလိုဂိုမြင်မှဘာစလိုနာကြောက်လန့်ခဲ့ကြတာမဟုတ်ပဲ ဘာစီလိုနာဆိုရင်ကိုလိုလိုနေနဲ့ကြောက်လန့်နေခဲ့ကြပြီးသားပါရီယယ်မရီတင်ရတရားဒီအာစတန်တင်းနဲ့ချန်ပီယံလိမှာဆုံးတွေ့ခဲ့ပြီးတော့နှစ်ကြော်စလုံးအဆုံးပေးထားခဲ့ရပါတယ်အဲ့လိုနှစ်ကြော်လုံးအဆုံးပေးထားတဲ့အတွက်တော်ဝင်သားတွေကဂန်နာတွေကိုကြောက်လန့်နေခဲ့ကြသလိုမျိုးဘာစလိုနာအသင်းကိုဆိုရင်လည်းလိုလိုနေကိုထိတ်လန့်နေခဲ့ကြတာပါရီယယ်မရီကအာစတန်ကိုတရားဒီမှာနှစ်ကြိမ်သာဆုံးနာခဲ့တာဖြစ်ပြီးတော့ဘာစလိုနာကတော့ပြီးခဲ့ညအပါဝင်ပြိုင်ပွဲဆုံး၄ဘက်တွေကိုအဆုံးပေးထားပါပြီရာဇူခြေဆန်းပွဲစဉ်ကစားတဲ့ခါမှလည်းရီယယ်မရီကဘာစလိုနာကိုနှစ်ဂိုးတကိုးနဲ့အဆုံးပေးထားပါသေးတယ် ကလပ်တင်ခြေစမ်းပွဲဆိုမြတ်မဟာပြိုင်မဲ့အသင်းတွေဖြစ်ကြတဲ့အတွက်ဘာစလိုနာရီယယ်မက်ဒရစ်တို့အဓိကကစားမအများစုကိုအသုံးပြုပြီးကစားသွားခဲ့ကြတယ်လို့လည်းမြင်တွေ့ထားပါတယ်။အဲလိုကလပ်တင်ခြေစမ်းပွဲမှာရှုံးပေးထားရီယယ်မက်ဒရစ်ကဘာရီမျိုးကစားတဲ့စပိန်လာလီဂါပွဲစမှာလည်းလေးဂိုးပြနေတဲ့အတူဘာစလိုကိုရှုံးနိုင်ထားပါတယ်။ဘာရီမျိုးမှာလေးဂိုးပြရှုံးပေးခဲ့ရတဲ့ဆိုတဲ့မှတ်တမ်းတော်လေးကိုစိုးတယ်လို့ဆိုမှဖြစ်ပြီး2022ကကြုံတွေ့ခဲ့တဲ့ရလဒ်ဆိုးပြန်လည်းပြန်ရင်ဆိုင်သွားတာဖြစ်ပါတယ်။ကလပ်တင်ခြေစမ်းပွဲစမှာလည်းရှုံးလာလီဂါပွဲစမှာလည်းရှုံးနေခဲ့တဲ့ရီယယ်မက်ဒရစ်ဟာဘာစလိုနာတင်းနဲ့ကစားတဲ့စပိန်ဆူပါဖလားဘောလူပွဲမှာလည်း၅ဂိုး၂ဂိုးဆွဲရလဒ်နဲ့တူ ထပ်ပြီးတော့ဇုံနေခဲ့ပြန်ပြီဖလားလုံးကိုလက်လွတ်ပေးလိုက်ပြန်ပါတယ်။ဘာဆိုအသင်းကိုအမှတ်ပေးပွဲစဉ်မှာလည်းရှုံးဖလားလူပွဲမှာလည်းရှုံးရှုံးပြီးရှုံးနေခဲ့တဲ့ရီယယ်မက်ဒရီကပြီးခဲ့ညကစားခဲ့တဲ့ကိုပါရေးဖလားဘလူပွဲမှာလည်း3ဂိုးနဲ့9ဂိုးဆိုရလာတဲ့သူရှုံးပေးသွားခဲ့ရပြန်ပါတယ်။ပြောရရင်ရီယယ်မက်ဒရီကဘာဆိုရာကိုနလန်မထူအောင်ကိုရှုံးပြီးရှုံးနေခဲ့ကြတာပါ။အဲလို3ဂိုး9ဂိုးနဲ့ရှုံးနေဖလားလုံးကိုထပ်ပြီးတော့လက်လွတ်လိုက်ရတဲ့ရီယယ်မက်ဒရီကဒီအသီးမှာမျောနေစရာစူဖလားဆိုလို့လာလီဂါမက်ပေးဖလားတလုံးသာကြံရှိလို့တာဖြစ်ပါတယ်။ယာတီစာပိုင်းမှာအတလန်နာကိုနိုင်ရပြီးတော့အိုရိုဘာစူပါဖလားကို ပိုင်ဆိုင်ခဲ့တဲ့အတွက်ကြောင့်သာရီယယ်မက်ဒရစ်အသင်းနဲ့ဖလားလက်မဲ့ရာသီတစ်ခုမဖြတ်တန်းတာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးတကယ်လို့ဆိုပါဖလားကတော့ရာယူနိုင်ခြင်းမရှိဘူးဆိုတော့ရီယယ်မက်ဒရစ်အသင်းကဖလားလက်မဲ့ရာသီနဲ့ရင်ဆိုင်သွားဖို့လည်းရှိနေကြတာပါလက်ရှိလာလီဂါမှာပြီးဖလားပြိုင်ပွဲမှာလည်းရီယယ်မက်ဒရစ်အသင်းကဘာစလိုနာအသင်းနဲ့ရမှတ်၄မှတ်ကြီးနေကြတာဖြစ်ပြီးတော့မပီးချန်ပီယံစုဖလားတို့လည်းဘာစလိုနာအသင်းရဲ့နောက်မှာယက်တီနေကြရတာဖြစ်ပါတယ်နောက်ပြီးလာမယ့်မေလ17ရက်နေ့မှာလည်းဘာစလိုနာအသင်းရဲ့ကွင်းမှာလာလီဂါပွဲသင်းပြီးတော့ကစားအောင်မှာဖြစ်တဲ့အတွက်ငွေကြောင်ကြီးလို့ဖြစ်နေဘာစလိုနာအသင်းကိုရီယယ်မက်ဒရစ်အသင်းအနေနဲ့ အိမ်ငွေးမှာဘလူပွဲမှာမနိုင်ရတဲ့ဘာစရာဝေးဝေးမှာနိုင်ယူနိုင်ပါမလားစဉ်းစားခြင်းစရာဖြစ်နေကြတာပါအလိုလိုနေမှာဘာစရာနဲ့တွေ့တိုင်းအချုံးအလက်တွေ့ကြတာရင်ဆိုင်နေရတဲ့ရီယယ်မက်ဒရစ်အသင်းဟာဘာစရာအသင်းနဲ့ရင်ဆိုင်နေချိန်မှာအာစတန်အသင်းရဲ့လိုဂိုပါထပ်ပြီးတော့မြင်တွေ့သွားတဲ့ခါမှာတော့ဘာလို့လို့ဘာကံမဲမသိဖြစ်ကဘာစရာကိုရှုံးပြီးသွားခဲ့ရတာဖြစ်ပါလိမ့်ဘာစရာနဲ့ပွဲစဉ်မှာပွဲစား28မိနစ်မှာပက်ထရီကဘာစရာတဲ့ဦးဆောင်ကိုစတင်သွင်းခဲ့ပေမဲ့အမ်ဘာပီနဲ့ချောင်းမန်နီရောချေပါကူနဲ့နိုင်ကူတွေပြန်လည်သွင်းပြီးတော့ဦးဆောင်ခဲ့ကြပါလိမ့်ဒါပေမဲ့အာစတန်အသင်းလိုဂိုမြင်တွေ့လိုက်တဲ့နောက်ပိုင်းမှာဖရန်တော့စ်နဲ့ကွန်ဒေးတို့ရဲ့ဂိုးတွေကို ခွင့်ပြုပေးခဲ့ကစပိန်ကိုပါဒယ်ရီဖလားကိုလက်လွတ်ခဲ့ကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။စုံလေးကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။